ဒီနယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည်တောင်ကြီးရွှေညောင်ရက်ဆောက်သွားလမ်းစင်တဲတံပေါင်းဘေးဒီတရားနှင့်ကြောင်းလီမွေးမြူရေးဆောင်လမ်းဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်အစိုးရဘွဲ့ဝင်ဒီနယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်သည်ကြီးလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးမြို့ပြဦးမျိုးမင်းတန်းနှင့်တာဝန်ရှိသူများနှင့်အတူတောင်ကြီးရက်ဆောက်သွားလမ်းစင်တဲတံပေါင်းဘေးဒီတရားနှင့် ကျောင်းလီဝင်းမြူရေးဆောင်လမ်းဆောင်ရွက်နေမှုကိုဂျွန်လ9ရက်မွန်းလွဲ3ရက်နေ့ကကွင်းစင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ထို့သို့ကြည့်ရှုစစ်ဆေးရတွင်စိုးလွယ်အောင်ဆောက်လုပ်ရေးကုမ္ပဏီ BOT စနစ်ဖြင့်တာဝန်ယူဆောင်ရွက်လျက်ရှိသည့်ရွှေညောင်ရက်ဆောက်အင်တော်ကြောက်ကူနောင်ချိုလမ်းမိုင်းတိုင်း30မြင်းဆောင်လေး30မြင်းဆောင်5အတွင်းရှိတရားအမှတ်1မြင်းဆောင်7 စင်တဲ့ဘေးလီတံပေါင်းတရာအကျယ်ဆက်နှစ်ပေအရှိတရားပေတရာယမကျိုးဧသွားရာပုံမနီနှင့်တောင်းရင်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှုအားရှင်းလင်းတင်ပြရာတင်ပြချက်များနှင့်ဆက်လင်း၍ပြည်နယ်လမ်းမဆက်သွယ်ရေးဝန်ကြီးကလုပ်ငန်းများအရေးသွေးပြည့်မီရေးနှင့်အချိန်မီပြီးစီးရေးလုပ်ငန်းတွင်အန္တရာယ်ကင်းရှင်းရေးစနစ်တကျဆောင်ရွက်သွားရန်မှာကြားခဲ့ပါသည်ဆက်လက်၍ဝန်ကြီးသည် ရေဘူးကြောက်ဒီလန်း၄မိုင်၄ပါလုံရှိသည့်အနေနဲ့ တမိုင်နှစ်ဖာလုံးကတ္တရာလန်ခင်ပြီးကြံရှိသောသုံးမိုင်နှစ်ဖာလုံးမှလေးဖာလုံးဟာမြေသားလန်မှကတ္တရာလန်အဖြစ်အဆင့်တိုးမြင့်ခြင်းလုပ်ငန်းတမိုင်၆ဖာလုံးမှမွေးမြူရေးဇဝဝင်လန်အထိမြေသားလန်မိုးရေတိုက်စားမှုများပြုပြင်ဆောင်ရွက်ရန်ရေလွဲမြောင်းများပေါက်လောက်ရန်နှင့်လန်ဘေးဝဲရာရှိချုံနယ်များရှင်းလင်းဆောင်ရွက်ရန်လုပ်ငန်းများအရေးတွေးပြည်ပြီးရင်း အချိန်ကြီးကြီးစနစ်တကျစောင့်ရွက်သွားရင်မှားကြခဲ့ကြအောင်သိရှိရပါတယ်ခင်ဗျာ